ီကနေ့ဧပြီလ12ရက်နေ့မှာလူငင်းချမ်းသာခွင့်နဲ့ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်တဲ့တရုတ်ဆောင်နန္နာလာရဲ့ခင်မုံဦးစေတီဟာမင်္ဂလာပါပရိသတ်ကြီးရဲ့နိုင်ငံကျော်တရုတ်ဆောင်တယောက်ဖြစ်တဲ့တရုတ်ဆောင်နန္နာလာရဲ့ခင်မုံဖြစ်သူဦးစေတီဟာကတော့စီကဘာလုပ်ငန်းစုရဲ့အမွေဆက်ခံသူသားတယောက်ဖြစ်ပြီးစစ်ကောင်စီရဲ့ဖမ်းဆီးထိန်းသိမ်းခြင်းကိုခံထားရတာ၃နှစ်ကြာမြင့်ခဲ့ပြီးဒီကနေ့ဧပြီလ12ရက်နေ့မှာတော့လူငင်းချမ်းသာခွင့်နဲ့ပြန်လည်လွတ်မြောက်လာခဲ့တာပဲဖြစ်ပါတယ်။ ဒီကနေ့ဧပြီလ12ရက်နေ့မှာတော့စစ်ကောင်စီကဖမ်းဆီးထိန်းသိမ်းထားတဲ့ဆက်လုံငန်းရှင်တယောက်ဖြစ်တဲ့ Crony Aiden ဦးချက်ခိုင်နဲ့ရုပ်ရှင်မင်းသမီးနန္နာလိုင်းရဲ့ခင်မောဖြစ်သူဦးစေတီဟာတို့ကိုပြန်လွှတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ MAB Bank နဲ့တန်ကိုအုပ်စုရဲ့ဥက္ကဋ္ဌဖြစ်သူဦးချစ်ခိုင်ဟာမန္တလေးဥပိုလ်ထောင်ကနေလွတ်မြောက်လာခဲ့တာဖြစ်ပြီးဇီကပါဥခင်ရွှေရဲ့သားတရုတ်ဆောင်နန္နာလာရဲ့ခင်မောဖြစ်သူဦးစေတီဟာဟာလည်းရန်ကုန်အင်းစိန်ထောင်ကနေပြန်လည်လွတ်မြောက်လာခဲ့တာပဲဖြစ်ပါတယ်။ ပြောင်းဆောင်နှစ်နာလိုက်ဟာခင်မုံဖြစ်သူအမြန်ဆုံးပြန်လည်လွတ်မြောက်ဖို့အတွက်နေစဉ်နဲ့အမျှဆူတောင်းနေခဲ့တာဖြစ်ပြီးခင်မုံဖြစ်သူရဲ့ချင်းချနေစဉ်ကာလအတွင်းမှာလည်းသမီးလေး၃ယောက်ကိုဖခင်မြတ်တာရောမိခင်မြတ်တာပါအပြည့်ပေးပြီးကာဝယ်ဆောင်ရှောက်ပေးထားခဲ့တာလည်းဖြစ်ပါတယ်ဒီကနေ့မှာဆိုရင်တော့နနာလိုင်းတို့မိသားစုလေးပြန်လည်ဆုံစည်းခွင့်ရတဲ့နေလေးရောက်ရှိလာခဲ့ပြီဖြစ်ကြောင်းနနာလိုင်းရဲ့မောင်ဖြစ်သူစိန်ဖြိုးလိုင်းက မိသားစုဝင်အားလုံးစောင့်နေကြတဲ့အနေလေးကိုရောက်လာခဲ့ပြီးဟုဆိုကသူရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြောပြထားတာလည်းဖြစ်ပါတယ်။သုံးနှစ်ကျော်အကြာခွဲခွာနေရတဲ့တရုတ်ဆောင်နနာလိုင်းတို့မိသားစုလေးပြန်လည်ဆုံစည်းခွင့်ရရှိခဲ့တဲ့အတွက်ပြည်သက်ကြီးကလည်းဝမ်းသာစကားလေးပြောကြားပေးခဲ့ပါအောင်ရှင်။